ောင်လေးအမှန်တိုင်းပြောလို့ရှိရင်ကိုယ်လည်းအဲ့လိုမျိုးတခုခုအောင်နည်းနဲ့တိုက်ထားလို့မျိုးထင်းနေပေါ့နောင်မောင်လေးကဒီချိုချိုပြီးကြတာလေးအဲ့လိုမျိုးတခုခုခံစားမိနေကိုယ်မလို့မုံပြီးတဲ့ပုံတွေလည်းရှိမှာပေါ့နော်အဲမောင်လေးကအဲ့လိုမျိုးတွေအစတော့ကတော့ယုံကြည်မရှိပါဘူးနောက်ပိုင်းကျတော့တော်တော်လေးပါလဲမောင်လေးလက်တွေ့တွေလည်းမြင်နေပေါ့နော်ခုဆိုရင်လည်းဟိုအရင်တော့အဆင်တော့အရင်နေ့တော့နောင်မောင်လေးလောက်တာလည်းခံရမှာဒါကမဲ့အခုလည်း သွားပြောလဲစစ်ဆေးကြည့်အောင်ပါเนาะဒီရပိုင်းတော်တော်လေးအဆင်မပြေဘူးအလုပ်တွေဒါလုပ်နေရတယ်မနာလိုပါပဲလို့ထင်တာပါเนาะဘာဖြစ်ဆိုတော့မော်လီကနည်းနည်းပပပေါ်ပြရလဲဖြစ်တဲ့အတွက်ကြောင့်မလို့နေနေသူတို့စိတ်ထဲမှာတော့အဲ့လိုမျိုးတော့ဟို multi စိတ်တွေလည်းဖြစ်ချင်လည်းဖြစ်နေမှာပေါ့ဒါပေမဲ့လည်းပြောလို့တော့မရဘူးတော့အဲဟုတ်တယ်ဒီကကျတော့ horror comedy လေးဖြစ်တယ်ပေါ့နော်မောင်လေးလည်းအရန်ကြိုက်တယ်အမေဇက်လေးကလည်းစမ်းတယ်ထွေးလာမှရန်ကြီးချင်းစိတ်ပေါက်တာနဲ့ဒီအကိုတယောက်ကဖိတ်တာနဲ့ဒီနေ့ပွဲလေးကိုလာရပြီးတော့တက်ဖြစ်တာပါခင်ဗျာ ခြိုက်တယ်မောင်လေးရှိမာကလည်းမောင်လေးဇလန်တက်တစ်ခုရိုက်ထားလဲတရေကားပဲလေဟိုတရေကားလည်းအရန်ခြိုက်တယ်ဟုတ်ကဲ့ဟုတ်အဲမောင်လေးကဘယ်လိုချင်းကပိုကြလဲဆိုမောင်လေးကအဲ့လိုမျိုးပေါ့နော်ဟိုဘယ်နည်းပြောဆောင်းစစ်တန်လေးပေါ့နော်အဲ့ဘုံတုံတော့အဲ့လိုမျိုးအတန်လေးနဲ့ပိုကြတယ်နော်ပြတော့အမောင်ထဲမှာရက်ရတဲ့စင်းလေးပေါ့နော်ဟိုလက်လေးနဲ့ဆိုရင်အဲ့လိုမျိုးစင်းလေးကြောင့်ပိုပြောကြောက်ရအောင်နော်ဒီစကားမလေးဒီစကားမဆင်တယ်မောင်လေးထွေးလာမှကြည့်ရပေါ့နော်ဒီကိုကျန်သူတို့ရဲ့လုပ်ပုံလေးဆိုတော့တကယ်အရန်ကောင်းတယ်သူတို့ရဲ့ ID လေးကိုလည်းဒီတူယူရင်လည်းဒီနေ့ဆိုရင်လည်းဒီပွဲလေးကိုပြောလာပြောဝင်ရမှာပါချူချူဘိုးဘေးချောင်းချောင်းလေးမင်းတို့ချက် ဘောကဖြူဖြူခွေးခွေးချောချောလေးနမိတ်မကဖြူပြပြောနဲ့အလှဆုံးသေရကတော့ခုချိန်ကျော်ချမကန်ဒါမဲ့သေရကတော့ရမ်းကြောက်တယ်အိမ်မှာစင်တော့မှနောက်ပြီးတော့တရားထက်မသွားရေဟုတ် အမေတို့အပေါ်ခေါ်ပြီးမှအဲ့လိုမျိုးတွားရတည့်ရအရန်ကြောက်တယ်မောင်လေးငငယ်ကလေးကကြောက်တာတယောက်တည်းတယောက်တည်းကတော့ဘယ်လိုပြောမလဲဟိုကိုယ့်အိမ်ကိုတော့အေးရတခြားတမန်တွေရောဟိုတယ်တွေပါမှာဟိုတယ်သွားလို့ရှင်လာမောင်လေးအေးရအခုရွှေကြုံမာတုန်းကဆိုလဲရွှေကြုံမာဆန်အစတော့တယောက်တည်းပြေးပါပြေးမလို့ရှင်ငါမအေးရဘောနာကငါ့ရဲ့တင်ငယ်ချင်းအောင်သူဆန်ကိုခေါ်အိမ်မယ်ဆိုပြီးတော့ဟိုတွေးထားမှဒါမဲ့လဲနှစ်ယောက်တခန်းပြေးတဲ့အတွက်ကြောင့်မလို့လဲအေးဟိုဟိုတယ်မာတုန်းကလဲတော်တော်လေးတော့အဆင်ပြေသွားပါရောတေးရတော့မောင်လေးအရန်ကြောက်တယ်အချောက်ကလည်းကဘယ်လဲကြောက်တာသူတို့ဆန်တေးရ အဲ့လိုမျိုးလေတရေကားတွေကြီးလို့ချင်းဘောတော်တော်လေးကြောက်တယ်ဝိညာဉ်တွေဘယ်လိုလာချောက်မလဲပေါ့ဒါပေမဲ့ဒါတရေကားတွေကဒါဒီဝိညာဉ်ဘောအပြင်အားတော့ဘယ်လိုမျိုးမလဲအဆွေတွေပါမလားအဲ့လိုမျိုးပါမလားဆိုစိတ်ကူးရင်ပြောတော်တော်လေးကြောက်တယ်တရေကားလေဟုတ်တယ်တရေထက်မူရီကိုကြောက်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါလည်းမှန်တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒါကပို့ပြီးတော့မှန်တယ်လို့ပြောမှာဘာဖြစ်လဲဆိုတော့တကယ်ကမှဒါကိုယ်ကဘာမှလုပ်လို့မရဘူးကွနော်လူကလူကပို့ပြီးချက်ဖို့ကောင်းတယ်ဘာဖြစ်လဲဆိုတော့လူကကြတော့ ကို့ဘလို့အနေရပေးမလဲဘလို့ဒုက္ခတွေပေးမလဲနောက်ပြီးတော့ကို့အပေါ်မှာဘလို့စိတ်ထားမလဲပေါ့နော်ကို့အပေါ်မှာဘလို့ယုံမှမလဲဆိုတာတွေကလူတယောက်ပေါ်မှာတိတ်ပြီးတော့မသိနိုင်ဘူးပေါ့နော်တစ်ပင်ကောက်တာဒါဟိုတင့်တင့်မဲ့လူတယောက်ရဲ့စိတ်ကကဘလို့နေထားလဲဆိုတာမသိရတော့ကြမလို့ပို့ပြီးတော့လူတော့ပို့ပြီးတော့ကြောက်ပြန်မောင်းလေးရတာလေအဲအဲ့လိုမျိုးတော့မထင်ဘူးနောက်အခုတော့မှနည်းနည်းလေးတော့အဲ့လိုမျိုးတော့စိတ်ကူးဟိုဘလို့ပြောမလဲခံစားမိနေပေါ့နော်ကို့တယောက်ကအဲ့လိုမျိုးလေးလောက်ထားနေတဲ့လူမျိုးခံတာပဲအခုရပိုင်းဆိုလည်းတိတ်ပြောဘာမှလည်းမလုပ်ချင်ဘူး အဲ့အလုပ်တွေပါရေဆိုလဲတက်ပြုံမသွားဒီနေ့တော့မှာပရက်ရှူအမောင်လေးအမှန်တိုင်းပြောလို့စိတ်ကြေရတယ်မင်းပြောမယ်ခရောက်ခဲဖြစ်နေတာဗျာမောင်လေးအမှန်တိုင်းပြောလို့ကိုယ်လည်းအဲ့လိုမျိုးတခုခုအောင်းနှင်းနဲ့တိုက်ထားတယ်မျိုးထင်တယ်ပေါ့နော်မောင်လေးကဒီချိုချိုပြီးကြတာလေအဲ့လိုမျိုးတခုခုခံစားမိနေကိုယ် မလို့မုံပြီးတဲ့ပူတွေလည်းရှိမှာပေါ့နော်ဘယ်လိုပြောရမလဲပေါ့နော်ဘယ်လိုပြောရမလဲတော့မသိဘူးအမေဆိုဒီပွဲလေးကိုဆန်ဆန်မလေးဟိုတက်ဖို့ဟာစိတ်ကိုမချူဒါပေမဲ့အမီကလည်းတွားလိုက်ပါအဲ့လိုမျိုးတွေကိုယ့်ရဲ့ဟိုဘယ်လိုပြောရမလဲနည်းနည်းစိတ်ကြီးလက်ပြတွားလိုက်ပါဆိုတယ်မလေးဒီပွဲလေးကိုတက်ဖြစ်တာပေါ့နော်အမှန်တမ်းပြောလို့ချင်းဒီပွဲလေးကိုလည်းလာတက်ဖြစ်မှာတော့မဟုတ်ဘူးအဲ့လိုရန်စိတ်ကြီးရှုပ်ခွေးနေရပေါ့နော်အဲမောင်လေးကအဲ့လိုမျိုးတွေအစတော့ကတော့ယုံကြည်မရှိပါတော့နောက်ပိုင်းကျတော့တော်တော်လေးပါလဲမောင်လေးလက်တွေ့တွေလည်းမြင်နေပေါ့နော်အခုဆိုရင်လည်းဟိုအရင်တော့ဆိုရင်တော့အရင်လေးတော့နော်မောင်လေးလောက်တာလည်းခံရပါတော့ဒါပေမဲ့အခုလည်းအဲ့လိုမျိုးကိုယ်ဘယ်လိုပြောမလဲတခုနဲ့အောင်လန်းနဲ့တိုက်ခါတယ်လို့ညာခံစားရပါတော့မောင်လေး အဲ့လိုမျိုးတွေသွားပြောလဲစစ်ဆေးကြည့်အောင်ပါเนาะဒီအပိုင်းတော်တော်လေးအဆင်မပြေဘူးလုပ်တည်တာလုပ်လို့ရတယ်အမ်မဘယ်လိုပြောရမလဲမောင်လေးကတော့အဲ့ဒါတိတ်ရောဘယ်လိုပြောမလဲအင်းမနာလိုလို့မနာလိုပါပဲလို့ထင်တာပါเนาะဘာဖြစ်ဆိုတော့ဟိုဒီနေ့နိုင်လူရတော့ဘယ်လိုပြောမလဲ လူကောင်းစားလို့ရှိရင်ကြာသူတို့သူတို့စိတ်ထဲမှာကောင်းစားလို့ရှိရင်တော့မမြင်ကြတော့လူတရားကောင်းစားလို့ရှိရင်မမြင်ရလူတရားအောက်နေကြကြတာပဲမြင်ရအဲကြောင့်မမလေးကနည်းနည်းပပပေါ်ပြရလဲဖြစ်တဲ့အတွက်ကြောင့်မလို့နေနေသူတို့စိတ်ထဲမှာတော့အဲ့လိုမျိုးတော့ဟို multi စိတ်တွေတက်ဖြစ်ချင်လဲဖြစ်နေမှာပေါ့နော်ဒါပေမဲ့လည်းပြောလို့တော့မရဘူးတော့ဟုတ်ဟုတ်ဒါတော့မောင်လေးတော့ပြီးတော့တရားဟိုတရားနည်းလောက်နေလို့ရှိရင်တော့အဲ့လိုမျိုးကိုယ့်ရဲ့ဆရာလေးစီမှာတော့ပြီးတော့စစ်သေးပြီးတော့စစ်သေးကြည့်အောင်ပါအဲဘယ်အချိန်မှမြင်ဘူးလဲဆိုတော့မောင်လေးတို့အမျိုးရမောင်လေးအန်တီကိုပေါ့အောက်လဲနေလောက်တာမောင်လေးအန်တီဆိုရင်တော်တော်လေး ငငယ်ကလေးကလောက်တာတော်တော်လေးကုတ်ယူလိုက်တာတေးပြီလို့တောင်မှလို့ထင်တာပေါ့ဒါမဲ့လည်းကံအားလျော်စရာအဲ့ဒီမှာဖုံဖုံတစ်ပါးနဲ့တူတော့အဲ့မှာပြူလိုက်တဲ့အချိန်မှာဘိုက်ကအလုံးကြီးထဲမှာလေအဲ့လိုမျိုးအလုံးကြီးအကောင်လိုက်ကြီးကြာလာအဲ့ဒီမှာမှလည်းညုံသွားတာ အဲ့ဒီမှာအဲ့လိုမျိုးတွေရှိပါလားဆိုတော့လေးစိတ်ထဲမှာတည်သွားပါတော့။အဲမောင်လေးကအဲ့လိုမျိုးပေါ့နော်အထက်လန်းစီရနဲ့တွားပြမယ်။တကယ်တော့လောက်ထားမှန်လို့ရှင်တော့မောင်လေးကတော့အရင်ရောမတုတ်ပြန်ပါဘူးလို့ဆိုတော့ဟိုဘယ်လိုပြောမလဲ။အရင်ကိုယ့်ပေါ်မှာအဲ့လိုမျိုးဟိုမောင်လေးပေါ်မှာချစ်တာပဲလို့ကျင်တယ်။အဲ့လိုမျိုးမုံတိရောက်လဲမောင်လေးကမကြိုက်ပါဒါပေမဲ့လည်းမောင်လေးကတော့မေတ္တာနဲ့ပဲတုတ်ပြန်ပါပါ။အဲ့လိုမျိုးလို့တော့သူ့လည်းဘာဖြစ်ပါလဲညာဖြစ်တာလေးဆိုပြောလဲချိန်သေးမှလည်းမဟုတ်ဘူးနော်။ဒါအထက်အထက်လန်းစီရလေးစီတွားပြီးတော့တိတိကျကျလေးဟိုလောက်ထားမှန်လို့ရှင်တော့တိကိုယ်လောက်ထားမှန်လို့ရှင်တော့တိတိကျကျလေးခုယူမယ်။အဲ့လိုမျိုးဘယ်လိုပြောမလဲ။ဟိုနောက်ထပ်ထပ်ပြီးအလုံးမခံရအောင်အဲ့လို မျိုးပေါ့အဆောင်တွေပါလက်အနေမျိုးရောလုံလုတ်ခင်မှာပါဟုတ်ဟုတ်ကိုကြောက်ခုလာသားတိုင်းအောက်လေးကိုနဲ့အနီးကလူတွေရပါပဲကိုနဲ့ဟုတ်တယ်အဲမောင်လေးလည်းအဲ့လိုမျိုးတော့ထင်ပါမယ်နော်စိတ်ထဲမှာတခါလေးပေါ်လာပြီဒါပေမဲ့ဒါကြီးကလည်းပြောလို့လည်းမရဘူးလေပြောလိုက်လို့ချင်းလည်းကိုယ်နဲ့ပြဿနာဖြစ်နေတာဒါကိုယ်စိတ်ခရပဲတရားပါဒါပေမဲ့ဒါကြီးကလည်းထုတ်ပြောလို့ရတဲ့အရာကြီးလည်းမဟုတ်ဘူးကိုကိုတိုင်းလည်းလက်တွေ့တာရဲ့လက်တွေ့ကြကြအောင်ဘယ်လိုပြောမလဲပြောနိုင်တဲ့အရာမဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကြီးကတော့သိပြောမောင်လေးဟိုဘယ်လိုပြောမပြောရတာမဲ့စိတ်ထဲမှာစိတ်ထဲမှာတော့ကိုယ်ဘယ်သူဘယ်လိုဟိုဖြစ်တယ်ဆိုတော့စိတ်ထဲမှာလည်းနည်းနည်းပါးပါးတော့ခံစားမိရပေါ့နော် ်ဟုတ်တယ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 ်မောင်လေးကဒါကရွှေချုံမာဘယ်လိုပြောအမှန်တိုင်းပြောလို့ရှိရင်လည်းနည်းနည်းလေးအများကြီးအစတော့မောင်လေးကဒီရွှေချုံမပြိုင်ခင်တော့ဟိုစကားတွေရခဲ့ပေါ့နော်တိတ်ပြောလူပရိတ်သတ်တွေတော်တော်များများမတိကြဘူးဒီရွှေချုံကြမှာမောင်လေးက အမှန်တမ်းပြောလဲတနိုင်ငံလုံးကြီးပါလဲတည်သွားတယ်အဲအဲ့ဒါကြောင့်မလို့သူတို့စိတ်ထဲမှာတော့နည်းနည်းလေးဘယ်လိုပြောမလဲအကောက်ကြံ့ကြီးနဲ့ကြမ်းနေမှာပေါ့နော်ဒါကတော့သူလူစိတ်ဆိုတာပြောလို့တော့မရပါဘူးဟုတ်မောင်လေးကဘယ်လိုပြောမလဲဒီရွှေချိုးမပြိုင်ခဲ့တဲ့ငငယ်လေးကလေးကဖျားတရားလောက်ဖြစ်တယ်ပေါ့နော်မောင်လေးရှိမှဆိုလဲဇလန်တော့ရိုက်တဲ့အချိန်ဒီမှာဆိုတော့မောင်လေးဒီဖျားမဟာသမ ्या တုတ်ကိုလေအထိတ်တန်ရွတ်တယ်ပေါ့နော်မောင်လေးအဲ့ဖျားတရားများများလောက်တယ်ဘာလို့လဲဆိုတော့ဒီဖျားတရားများများလောက်မှလဲကိုယ့်ဟိုမှာအနောက်ချက်တွေလဲကင်းဝေးမယ်အကိုဒီဒီအနုပညာပေါ်မှာ ထားတဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကလည်းပို့ပြီးတော့အောင်မြင်မယ်လို့ထင်လို့မလို့ဖျားတရားတော့မှမလို့များများရွတ်တယ်ပေါ့နော်။မောင်လေးဖျားတရားများများလောက်တာဆိုမဟာသမယတုတ်ရွတ်တာဆိုရင်တော်တော်လေးကြာပြီ။ လေးနှစ်ငါးနှစ်တောင်မှရှိဖို့တော်လေးကြာရင်ဟုတ်အဲတိမဲ့ထင်တယ်မောင်လေးကအဲ့လိုမျိုးမောင်လေးအနီတုံးကတော့တိလိုက်ရတယ်ဗျာဘယ်သူလောက်တယ်လဲဆိုတာတိလိုက်ရတော့ကြာမလို့အဲ့လိုမျိုးသူတို့အိမ်ဆိုအစားတော့ကသူတို့နဲ့ခင်တယ်နောက်ပိုင်းကျသူတို့အိမ်တော့မသွားရဲတော့သူတို့အစားစားဆိုတယ်မကြွေးတော့ဗျာမောင်လေးတကယ်လို့ကိုလောက်တဲ့လူသားဘယ်သူလဲတိလို့ရှိရင်သူနဲ့တိတ်ပြောအပေါင်းတင်ရတာတိတ်ပြောလောက်ပြစ်တော့မှလည်းမဟုတ်ဘူးဘယ်တော့ပြန်နောက်ကိုပြောမလဲတနေ့မေးထုခေါ်ပြောတော့ပဲလောက်တော့မှဗျာကိုရဲ့တကယ်မိတ်ဆွေရင်းချတဲ့လောက်တာမှန်လို့ရှိရင်တော့တိတ်ပြောအပေါင်းတင်လောက်မှလည်းမဟုတ်တော့ပါဟုတ်လဲတော့ အရှိရရှိရအဲ့လိုမျိုးရှိရပါတော့မလေးအဲ့လိုမျိုးအရန်ကြောက်တယ်အဲ့လိုမျိုးကိုယ်လေးအောက်လန်းတဲ့တိုင်းမှာတော့အဲ့လိုမျိုးပြူသားမှာတော့ဆိုလေအရန်ကြောက်တယ်ဘာလို့လဲဆိုတော့ကိုယ်ကလေဒါအမှန်တမ်းပြောလို့ရှင်လဲမလေးဆိုလေဒါ popular ဖြစ်ဝင်ဖြစ်တာမလေးဆိုတော့အမြင်တာလည်းမဟုတ်သေးပါဘူးအဲ့ဘာဖြစ်လို့အဲ့လိုမျိုးတကယ်လို့လောက်တာမယ်လို့ရှင်လဲဘာဖြစ်လို့လောက်တာလဲတော့မသိဘူးပေါ့နော်အဲ့လိုမျိုးလေဟိုတကယ်မေးကြည့်ချင်တယ်အဲ့လိုမျိုးကုတဲ့ချိန်တာတကယ်မှန်လို့ရှင်လဲဒီလိုအဲ့လိုမေးကြည့်ချင်ပါတယ်ဟုတ် ော်ဒီကနေပါပြောပြတယ်အဲဗာပြောရင်လည်းဆိုအဲ့လိုမျိုးမလုပ်ပါနဲ့လူလူချင်းစာနာပေးပါဘာလို့လဲဆိုကျွန်တော်တို့ဆိုလည်းဟိုနောက်ခံပရကောင်လည်းမတောင်းဘူးဒီကဟိုဘယ်လိုပြောမလဲအရန်ကြီးချမ်းသာတဲ့ထဲမှာလည်းမပါဘူးကိုဒုက္ခချုံစူးစားရတယ်လို့ဖြစ်တဲ့ကြောင့်မလို့အဲ့လိုမျိုးတော့စိတ်တော့မထားပါနဲ့လို့ဒီကနေ့မှာပြောချင်ပါတယ်ဟုတ်အဲသူတို့ကိုချစ်ပေးတဲ့ပရိသတ်ကြီးသူတို့ကိုဆက်ပြီးတော့ချစ်ပေးကြပါအောင်အားပေးကြပါအောင်သူတို့ကလည်းအများကြီးအများကြီးလူပြင်းတဲ့ပတ်သက်ပြီးအများကြီးကိုစွမ်းညာစွမ်းရှိတာအများကြီးအားစူးစားမှာပါလို့ဒီနေ့လေးမှာပရိသတ်ကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်